ိုက်တောင်းမှုများနှင့်ဆွေးနွေးပြီးကန်တိုင်းလေယာဉ်စနစ်ဖြင့်စိုက်ပျိုးရန်ရှိနေဆိုတဲ့သတင်းရဘာပူကောင်းဝေဝေတို့မြင့်ရရှိရေးနှင့်တိုင်ကအထွန်းနှုံတို့ရေးစီမံချက်ရေးဆွဲဆောင်ရွက်နေဆိုတဲ့သတင်း ဲခေါင်လန်ချံအထူးရံမုံငွေဖြည့်ပြည်တွင်းစားသုံးစီနှင့်ပဲပုံကျိတ်ဖက်ဖူလုံးကြီးဆောင်ရွက်မည်ဆိုတဲ့သတင်းငရဒကသတင်းပုံအနေနဲ့ပြည်ထနာခက်ခဲများနေရင်ဆိုင်သွားရမည်ဂျပန်အာနာယညွန်မောင်းအစိုးရတစ်ဆိုတဲ့သတင်းဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကုန်ကြီးဆန်းဆိုင်တောင်သူများနှင်းဆွေးနွေးပြီးကန်ထရိုက်လေယာစနစ်ဖြင့်စိုက်ပျိုးရန်ရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရေးအသွေးကောင်းမွန်တဲ့ကောင်ကြီးဆန်းထွေတိုးမြင့်တင်ပေါ်နိုင်ဖို့စီမံချက်ချမှတ်ဆောင်ရွက်နေပြီးတောင်သူတွေနဲ့ဆွေးနွေးကကန်ထရိုက်လေယာစနစ်ဖြင့်ဆောင်ရွက်ဖို့အလားအလာရှိတယ်လို့မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကသိရပါတယ်။ ဆန်တဲ့စကွဲဝက်လက်နိုင်ငံတွေကမြမကောင်းချင်းဆန်ကိုတုံးမြင်ဝယ်ယူချဖို့အလားအလာရှိထားကြောင်းအရေအသွေးကောင်းမွန်စွာနဲ့တိုးချဲ့ထုတ်လုပ်နိုင်ဖို့ပို့ကုန်တုံးမြင်တင်ပို့နိုင်ဖို့စီမံချက်ချမှတ်ထားတယ်လို့ဆိုပါတယ်အဆိုပါအရှေ့အသွေးကောင်းကောင်းညင်းဆန်များတိုးချဲ့ထုတ်လုံနိုင်ဖို့တောင်သူတွေနဲ့ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပြီးကန့်ထရိုက်လေယာစီစဉ်တွေရှိလာနိုင်တယ်လို့လဲပြောကြားချက်ရသိရပါတယ်။ မြန်မာအကောင်ကြီးဆန်ကိုလက်ရှိမှာတရုတ်နိုင်ငံ ကောင်ကြီးစာပွဲတော်ချိန်မှာသာဝယ်ယူပြီးကြန့်ရှိတဲ့မြန်မာဆန်စကွဲရဲ့ပို့ကုန်စည်းကွန်နိုင်ငံတွေကိုမိတ်ဆက်ပြီးတင်ပို့ဖို့စီစဉ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ကောင်ကြီးဆန်စည်းကွန်ထဲမှာတော့ဈေးကောင်းရနေတာကြောင့်သုံးမြင်ဆိုင်ပြိုးထားတွေရှိနေပြီးမျိုးကောင်းမျိုးတန်ရရှိရေးအထွတ်နှုန်းကောင်းရေးအရေအသွေးတည်ငြိမ်ကောင်းမွန်ရေးအယောနှောကင်းစင်ရေးစားတဲ့အချက်တွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းပုံနေနဲ့ရောဘာပူကဝင်ဝေးသွင်းမြင်ရရှိရေးနှင့်တည်ရေးကအထွတ်နှုံသွေးရေးစီမံချက်ရေးဆွဲဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်ပနိုင်ငံတွေကိုတင်ပို့နေတဲ့ရောဘာပို့ကုန်ဝင်ငွေသွင်းမြင်ရရှိရေးစိုက်ပျိုးရှာမှာလဲတတိကအထွန်းနှုံသွင်းနိုင်ရေးကိုစီမံချက်ရေးဆွဲဆောင်ရွက်နေတယ်လို့စိုက်ပျိုးရေးဦးစီးဌာနကတည်ရပါတယ်။ရောဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ2000ပြည့်နှစ်ကစတင်ပြီးဘုံမိုရှင်းနှီးမြုပ်နှံလာတယ်လို့လက်ရှိမှာလဲရောဘာစိုက်ပျိုးအေကာတွေမှာအထွန်းနှုံသွင်းတဲ့မြန်မာရှေ့ရအတွက်တတိကပြန်ပြအထွန်းနှုံ929တရက်မှာ၄ကိုပေါင်ထွက်ရှိရာက နေတရေကားကိုပေါင်တထောင်နဲ့အထပ်ထွက်ရှိရေးစီမံချက်ရေးဆွဲဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်အထွက်နှုံးတိုးဖို့သူတေသနာပြုရေးဆွဲထားတဲ့နီလန်းများရှိပြီးတက်တန်းလွန်ပင်အိုတွေကို ခုတ်လှဲပြီးမျိုးကောင်းမျိုးတန်များပြန်လည်အစားထိုးရွေးချယ်စိုက်ပျိုးပါကအထွက်နှုံးပုံမှုမြင်မှလာနိုင်မယ်လို့သိရပါတယ်။ ်မြန်မာနိုင်ငံမှာရောဘာတီးနန်ဆိုင်အေကတည်ထက်မှ6တန်းဝင်းချင်ရှိပြီးတရင်သာဤပခိုးမွန်ကရင်နယ်ရှမ်းပြည်နယ်တို့မှာအဓိကစိုက်ပျိုးနေက2024-2025ဘဏ္ဍာနှစ်အတွင်းရောဘာတန်ချိန်3,46,990ထုတ်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ် ထာအပြင်ပြည်ပသို့တန်းချိန်2,9640တင်ပို့နိုင်ခဲ့ကစုစုပေါင်းထုတ်လုပ်မှုရဲ့86ရာခိုင်နှုန်းကိုပြည်ပသို့တင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ483ဒရမ3.4နှစ်တန်ရရှိခဲ့ပြီးပြည်ပတင်ပို့မှုအမေရိကန်ဒေါ်လာ10ဘီလီယံရရှိနိုင်ရေးဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်ဆလဘီ မဲခေါလန်ချန်အထူးရံမုံငွေဖြစ်ပြည်တွင်းစားသုံးစီနှင့်ပဲပုတ်ကျိတ်ဖတ်ဖူလုံရေးဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မဲခေါင်လန်ချန်ပူပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေ2025ဖြစ်မြန်မာနိုင်ငံတွင်စားသုံးစီနှင့်ပဲပုံချိတ်ဖက်ဖူလုံရှိဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဆောင်ရွက်ဖို့အတွက်ပဲပုံချိတ်ခွဲရှိသူတေသနာနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းစီမံကိန်းစတင်ရှိအလုံးယုံဆွေးနွေးပွဲကို ရမန်းနေနနပိုင်းကနေပြည်တော်ဇေယသီရိမြို့နယ်ရေစင်းရှိစိုက်ပျိုးရေးသူတေသနာဦးစီးဌာနမှကျင်းပခဲ့ပါတယ်။ ိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင်ကနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံမှမဲခေါင်လန်ချန်ပူးပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေဖြင့်ခြေလက်နေပြည်သူများရဲ့လူမှုစီးပွားပေါ်ဝများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာယခုစီမံကိန်းကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနကယခင်စီမံကိန်းရဲ့အောင်မြင်မှုအတွေ့အကြုံတွေအပေါ်အတွေ့အကြုံရယူပြီး ပုံမတူးတန်အောင်မြင်အောင်ဆက်လက်ဆောင်ရွက်သွားမယ်စီမံကိန်းအသစ်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိတွင်ပြည်တွင်းစောင်းသုံးစီလိုအပ်ချက်ရဲ့58ရာခိုင်နှုန်းခန့်ကိုနိုင်ငံခြားငွေအမြောက်အများအကုန်ကြခံကာတင်သွင်းနေလျက်ရှိပြီးမွေးမြူရေးခန္ဓာအတွက်မရှိမဖြစ်လိုအပ်သောပေပုတ်ချိတ်ဖက်ကိုလည်းနှစ်စင်မက်ထရီတန်းချိန်3.3မှ6တန်းခန့်ပြီးပေါင်းမှဝယ်ယူနေရတယ်လို့ဆိုပါတယ်။ အဆိုပါလိုအပ်ချက်နှစ်ခုလုံးကိုပြည်တွင်းဖြစ်ထုတ်ကုန်များနဲ့လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရှိရသောအရေအသွေးပြည့်မီတဲ့ပဲပုံဆိုင်ပြိုးထုတ်လုပ်နိုင်ရှိဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဘုံအနေနဲ့ပြဒနာခက်ခဲများနှင့်ရင်ဆိုင်သွားရမည့်ဂျပန်အာဏာရညွန်မောင်းဆိုရသည့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်မှာငွေကြေးရရှုပ်တော်ပုံကြီးတစ်ခုကြောင့်အများပြည်သူရဲ့ယုံကြည်မှုပြည့်စည်သွားပြီးနောက်ဂျပန်အာဏာရညွန်မောင်းအစိုးရတဲ့အနေနဲ့အခက်ခဲတွေနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။အာဏာရ Liberal Democratic Party NDP ခေါင်းဆောင်စာနယ်ထားခိုင်းချီကပါလီမန်နဲ့ရစလုံးမှာအနိုင်ရှာပြီးနောက်ဝင်ကြီးချုပ်တဲ့အဖြစ်အင်္ဂါနေ့မှာတရားဝင်ရွေးချယ်ခံခဲ့ရပါတယ်။ NTB ပါတီရဲ့ကာလရှေးချောင်းမဟာမိတ်ဖြစ်ခဲ့တဲ့ခိုမဲထိုကနိုင်ငံရေးရှံပုံငွေအရှုပ်တော်ဘုံတစ်ခုချောင်းမဟာမိတ်ရဖြစ်ကနေအော်တိုဘားလ10ရက်နေ့ကနှုတ်ထွက်ခဲ့ပါတဲ့ NTB ပါတီနဲ့ဂျပန်စံတရေးပါတီ JIP တို့ကညွန်မောင်းအစိုးရဖွဲ့စည်းရန်တရားဝင်သဘောတူညီမှုရရှိခဲ့ကပါတီခေါင်းဆောင်များဖြစ်တဲ့ဆာနေထခိုင်ချီနဲ့ဟီရိုဖိုမီယို ရှီမူရာတို့လက်မှတ်ရှိထိုးခဲ့ပါတဲ့ ဂျပန်မှာဈေးနှုန်းမြင့်တက်ခြင်းနဲ့နိုင်ငံရေးငွေကြေးပြဿနာတွေကပြည်သူတွေရဲ့အတွက်စိုးရိမ်စရာဖြစ်နေတယ်လို့ညွန်မောင်းအစိုးရတည်ရအတွက်လည်းအထူးကပြဿနာကြီးဖြစ်နေပါထဲ။ဝေကြီးဖောင်းပွားနေပြီးဂုံစင်းလုံးတွေမြင့်တက်နေတာကြောင့်အများပြည်သူမကြေမနက်ဖြစ်နေကြပါထဲ။ဝေကြီးရဲ့ရှုပ်တော်ဘုံက NTP ပါတီကိုလူဝအများယုံကြည်မှုကြာဆင်းသွားစေခဲ့ပါထဲ အထူးသဖြင့်ခိုမထိုးပါတီနှုတ်ထွက်ပြီးနောက်မှာဒူဝက်များကနိုင်ငံရေးနယ်ငွေကြေးပြဿနာများကိုပုံမစိတ်ဝင်စားလာကြပြီးသာခိုင်ချီရဆူရအတွက်အဓိက ပြဿနာကြီးဖြစ်လာနိုင်မယ်လို့ထိုချိုတက္ကသိုလ်မှနိုင်ငံရေးသိပ္ပံပရော်ဖက်ဆာယူအချီယာမာက ပြောတော့ပါသေးလို့သိရပါသေးရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။တ िश ူအားပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။